ာတာနိုင်ငံဒေါ်အောင်မျိုးတော်မှကျင်းပတဲ့ငြိမ်းချမ်းဆွေးနွေးမှုတွင်ချက်ချင်းအပြစ်ခတ်ရစေဖို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကသဘောတူလိုက်ပြီလို့ကာတာနိုင်ငံရဲ့ဝန်ကြီးဌာနကဒီကနေ့မနက်ပိုင်းမှာကြေညာခဲ့ပါတယ်။တူရကီနိုင်ငံကလည်းဆေးဆက်ဖြန့်ပြေးပေးတဲ့ငြိမ်းချမ်းဆွေးနွေးမှုဟာဒူတာစင်ချီတိတ်ဆုံးခဲ့ပြီးယာနေချီတရားရရှိခဲ့တဲ့တပတ်ကြာနေဆက်ပြိပခါတွေကိုအဆုံးသတ်ဖို့ရည်ရွယ်ပါတယ်။အပြစ်ခတ်ရစေမှုတာရှည်ခံဖို့နဲ့ သဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်ဆောင်မှုရှိစေဖို့လာမယ့်ရက်တွေတွင်ထပ်မံတွေ့ဆုံကြဖို့နှစ်ပတ်စလုံးကသဘောတူခဲ့တယ်လို့ကာတာနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖွဲ့ကိုကာကွယ်ဝင်ကြီးမူလာမိုဟာမက်ယာကုတ်ကဦးဆောင်ခဲ့ပြီးပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကတော့ကာကွယ်ဝင်ကြီးခါဝါဂျာမူဟာမက်အစစ်ကဦးဆောင်ခဲ့တယ်လို့သိရပါရယ် ဆွေးနွေးမှုဟာနေဆက်ဖြတ်ကျော်ကြမ်းဖက်မှုအဆုံးသတ်မဲ့အစီအမံတွေချက်ချင်းပေါ်ဆောင်ဖို့နဲ့နိုင်နိုင်ငံနေဆက်တလျှောက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုပြန်လည်ရရှိဖို့အလေးထားဆွေးနွေးခဲ့တယ်လို့ပါကစ္စတန်ကပြောပါရယ်စစ်သွေးကြွတွေလက်ခံထားတယ်ဆိုတာကို တာလီဘန်ဖွဲ့ကငြင်းဆန်ခဲ့ပြီးပါကစ္စတန်ဟာသတင်းမှားတွေဖြန့်ကအာဖဂန်နစ္စတန်နိုင်ငံမတည်မငြိမ်ဖြစ်အောင် IS အဖွဲ့နဲ့ပတ်သက်တဲ့အဖွဲ့တွေကိုပံ့ပိုးပူညီခဲ့တယ်လို့တာလီဘန်အဖွဲ့ကဆွဆွဲခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံတွင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်မှု အာဖဂန်မျိုးကိုအုံပြုနေတဲ့ဂျာဂန်အုပ်စုတွေကိုတာလီဘန်အဖွဲ့ကထိန်းချုပ်ရပါမယ်လို့ပါကစ္စတန်စစ်တပ်အကြီးအကဲအစင်းမူနာကပြောပါတယ်။ဟာမတ်အဖွဲ့ကိုလက်နက်မဖြတ်သိမ်းမဲ့ပါလက်စတိုင်းနယ်မြေကိုစစ်မဲ့ဆုံမလုပ်သေး၍ဂါဇာမှာစစ်ပွဲပြီးဆုံးမှာမဟုတ်ဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကသတိပေးလိုက်ပါတယ်။အမေရိကန်နိုင်ငံအကျိုးဆောင်ပေးတဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်အရ ဟာမတ်အခွဲကစနေနေ့ညပိုင်းမှာတစားကန်နှစ်ဦးရဲ့ရုံနောင်းတွေကိုလွှဲပြောင်းပေးပြီးနောက်သူကခုလိုကြေညာခဲ့တာပါအပြစ်ခတ်ရစဲရေးသဘောတူညီချက်ဒုတိယအဆင့်ပြီးစီမှုဟာဂါဇာစစ်ပွဲအဆုံးသတ်ရေးမှာမရှိမဖြစ်အရေးကြီးတယ်လို့နေတန်ယာဟုက ပြောပါတယ်အပြစ်ခတ်ရစဲရေးသဘောတူညီချက်ဒုတိယအဆင့်မှာဟာမတ်အဖွဲ့ကိုလက်နက်ဖြတ်သိမ်းမှုနဲ့ဂါဇာကမ်းမြောင်ဒေသကိုစစ်မဲ့ဆုံလုပ်ဖို့ပါဝင်ပါတယ်လို့သူကဆိုပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြိုးဆောင်ခဲ့တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်အရဟားမတ်စ်အဖွဲ့ကအသက်ရှင်နေဆဲတစားကန်20ဦးအစ္စရေးကိုနဲ့နီပေါ်တဦးရဲ့ရုပ်ကျွင်းတွေကိုလွှဲပြောင်းပေးခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးအာဏာတည်ခဲ့တဲ့အော်တိုဘာလ10ရက်နောက်ပိုင်းအစ္စရေးနိုင်ငံကပါလက်စတိုင်းကျင်းသား2000နီးပါးနဲ့ရုပ်ကျွင်း135ခုကိုလွှဲပြောင်းပေးခဲ့ပါတယ်။ဤကျင်းနဲ့ဆက်သွယ်ထားတဲ့ရာဖာတရားပြန်လည်ဖွင့်လှစ်မှုဟာ ဂါဇာမှာရှိနေစေတစားကန်တွေရဲ့အလောင်းအလုံးပြန်ပေးမပေးဆိုတဲ့ဟာမတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်လို့နေတန်ယာဟုကပြောပါရယ်ရာဖာတတားပိတ်ထားမှုဟာတစားကန်ရုပ်ကျွင်းတွေပေါ်ထုတ်မှုနဲ့ခရပြောင်းမှုမှာတိတာတဲ့ကြံ့ကြာမှုတွေဖြစ်စေနိုင်တယ်လို့ဟာမတ်အဖွဲ့ကသတိပေးခဲ့ပါရယ်